မြန်မာနိုင်ငံလေယာစီးပွားရေးအများပိုင်းကုမ္ပဏီလီမိတက် MAPCO ကတည်ဆောက်နေတဲ့ဖွဲ့နှုတ်စီစက်ရုံစီမံကိန်းကိုအမြန်ဆုံးပြီးစီအောင်ဆောင်ရွက်ဖို့စက်မှုဝန်ကြီးဒေါက်တာချာလီတန်ကညွှန်ကြားခဲ့ကြောင်းသိရပါတယ်။အောက်တိုဘာ9ရက်နေ့ကနေပြည်တော်မှာရှိတဲ့ဖွဲ့နှုတ်စီစက်ရုံစီမံကိန်း၊ဆိုလာစက်ရုံစီမံကိန်းနဲ့ SKD စနစ်နဲ့လျှက်စစ်3ရင်တက်ဆင်ထုတ်လုပ်မယ့်စီမံကိန်းတွေကိုတွားရောက်ကြည့်ရှုခဲ့ပြီးစီမံကိန်းတွေကိုအမြန်ဆုံးအပြည့်အသတ်ဖို့ပြောကြားခဲ့တာပါ။ စမှုဝင်ကြီးကစက်ယုံအဆောင်အုံတွေတိဆောက်ရမှာမြန်မာနိုင်ငံအဆောင်အုံဆိုင်ရာစံချိန်စံကြောလမ်းညွှန်ချက်များ2025နှစ်အညီတိတိကျကျလိုက်နာဆောင်ရွက်ရမယ်လို့အတည်ပြုခဲ့ပါတယ်။ဒါအပြင်နိုင်ငံတော်အနေနဲ့စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းတွေကိုအောင်မြင်အောင်တောင်းအားပေးဆောင်ရွက်လျက်ရှိတာကြောင့်ဖွဲ့နှုတ်စီစက်ယုံစီမံကိန်းလုပ်ငန်းတွေအမြန်ဆုံးပြီးစီအောင်ဆောင်ရွက်ပြီးလေယာထွက်ကုန်ပစ္စည်းတွေကိုတန်ဖိုးမြင့်စတင်ထုတ်လုပ်နိုင်အောင်ကြိုးပမ်းဆောင်ရွက်ရမယ်လို့ပြောကြားခဲ့ပါတယ်။ ဆန်စပါလုပ်ငန်းရဲ့ဘေးထွက်ပစ္စည်းဖြစ်တဲ့ဖွဲနှုမစားသုံးစီထောင်းလုပ်ဖို့ MAPCO အနေနဲ့2024ခုနှစ်ကလေးကပြင်ဆင်ဆောင်ရွက်ခဲ့ပြီး MAPCO ကုမ္ပဏီပိုင်ဆန်ဆက်ပေါင်းဆန်ဆက်နဲ့အနီးတစ်ဝိုက်ကအခြားဆန်ဆက်တွေရဲ့ဖွဲနှုကုန်ကျန်းတွေကိုအသုံးပြုဖို့ရည်ရွယ်ထားပါတယ်ဖွဲနှုစီထောင်းလုပ်ဖို့အိန္ဒိယနိုင်ငံကဆက်ပစ္စည်းတွေနဲ့ Slovan Extraction နည်းပညာကိုအသုံးပြုသွားမှာဖြစ်ပြီးတန်နေရာစီကျန်းဆက်ယုံနဲ့တန်90စီကျော်ဆက်ယုံတို့ကိုတိစောက်သွားမှာပါ ဆက်ယုံရဲ့တနစ်ထုတ်လုပ်မှုပမာဏမှာစီကြဲတန်ချိန်9000နဲ့စီကြောစားစီတန်ချိန်6300ထုတ်လုပ်ရရှိနိုင်မယ်လို့မပ်ကိုရဲ့ဖော်ပြချက်အရသိရှိရကြောင်းမှာခင်ဗျာ